ကြက်တုံနီကိုဒီလိုမျိုးမှုမဆွဲပဲလက်ဆက်နေအောင်ဘယ်လိုလုပ်ကြမလဲဈေးကဝယ်လာတဲ့ကြက်တုံနီတွေကိုစားနဲ့15မိနစ်လောက်အရင်ဆုံးစိန်ထားလိုက်ပါမယ်ဒီလိုစိန်ကစားမှာကျမတို့ကြက်တုံနီထိပ်ပိုင်းအခွန်ကို အရင်နှွာပေးရပါမယ်ဒါမှကျန်းမာရေးကိုမထိခိုက်စေမှာပါ15မိနစ်ပြည့်ပြီးရင်တော့ကျမတို့အခွန်ဆက်နှွာလို့ရပါပြီအခုလို ရေစိမ့်မြအခွန်ခွာတာကအခွန်ကိုအလွယ်တကူနှွာလို့ရတယ်လို့မျက်စိကိုလည်းမဆက်စေပါဘူးအခွန်နှွာပြီးတဲ့အခါမှာထပ်ပြီးစားရစိမ့်ပါမယ်နော် ဒီလိုစိတ်နှစဉ်အတွင်းမှာကြက်တော်နေတွေတန့်စင်သွားအောင်ဆေးရပါမယ်။ပြီးရင်ရေနဲ့သုံးတလောက်ဆေးပေးပါ။ရေဆေးပြီးရင်တော့ကြက်တော်နေတွေကိုရေချောက်သွားအောင်လုပ်ပေးရပါမယ်။ချောက်သွားပြီးတဲ့နောက်မှာဘူးတဘူးတွေကိုတ िश ူးထည့်ရပါမယ်။တ िश ူးပေါ်မှာကြက်တော်နေကိုထည့်ပေးပါ။နောက်ထပ်တ िश ူးကိုထပ်ပြီးထပ်ပေးရပါမယ်။ဘူးကိုအဖုံးအုပ်ပြီးရေရက်တတာတဲ့ထပ်သိမ်းပေးလို့ရပါပြီ။ကဲတပတ်လောက်ထားထားပြီးပြီဆိုရင်တော့ကြက်တော်နေအယောင်လေးလက်ဆက်နေသေးလားဆိုတာကြည့်ကြည့်ကြရအောင် ဒီမှာကြည့်ပါဦးကြက်တော်နေအီယောင်ကမှုမဆွဲပဲလက်ဆက်နေတာပဲတငယ်ချင်းတို့ရောဘလို့နီးလန်းလေးတွေတုံးနေလဲဆိုတာပြောပြပေးခဲ့ကြပါဦးနော်နေရာဒီရောက်ပြီဆိုရင်တော့အိမ်ကားလူတွေအားလုံးကအကင်စားရတာကြိုက်ကြပါရင်အပြင်မှာရောင်းတဲ့အကင်တွေကအသားနေပြီးတော့လဲလဲမလက်ဆက်လို့ကျွန်တော်ကတော့အိမ်မှာပဲအမြဲတမ်းလှုပ်ရှားလေးရှိပါရင်စားလိုက်ရင်လည်းမွေးပြတ်အရသာရှိပါရင်အရင်ဆုံးလီးထားတဲ့စိတ်သားကိုပြင်ဆင်ပြီးတော့ညှိနှံပြောက်သွားအောင်လို့ဂျင်းကြက်တော်မိတ်စိတ်ကြီးထက်စားငရုတ်ကောင်းမှုပဲငမများကြီးအခြေရဆုံး ကျဲဥအကာတလုံးကော်မုတ်ဇွန်ကြီးဇွန်ထည့်လိုက်ပါမယ်။နောက်ပြီးတော့လက်နဲ့တမအောင်နေပြီးတော့နိုင်ဝဲလောက်နဲ့ထားပြလိုက်ပါမယ်။အစိုးရထိန်းထားနိုင်အောင်လေစီတဇွန်စမ်းထားပြလိုက်ပါမယ်။စီပွေရင်တော့နှက်ထားတဲ့စိတ်သားတွေကိုထည့်ပြီးတော့အယောင်ပြောင်းအောင်ကြောပြလိုက်ပါမယ်။အနှဲငယ်ညူလာတဲ့အထိကြောပြပြီးရင်တော့အရာသာအတွက်ကိုနေတဲ့အကင်မုတ်တထုပ်ထည့်ပြလိုက်ပြီးတော့တမအောင်မှုေ့ကြောပြလိုက်ရင်ရပါပြီ။ ီလိုလှုပ်ထားတဲ့စိတ်သားကြော်ကအသားခင်လိုပဲစားလို့ကောင်းနေပြင်ကိုရိုင်းလှုပ်ထားတာမလို့ပိုစိတ်ချလို့ရတာပေါ့မြ။ကြိုက်နေတဲ့ဆိုရင်လူကြီးမင်းတို့လည်းအမြန်လိုက်လှုပ်ရှားကြည့်ကြနော်။အရင်ဆုံးအနေနဲ့ကြက်ပေါင်ကိုဓားဆောင်နဲ့ရိုက်ပေးလိုက်ပါမယ်။ဒါကကြက်ပေါင်ကိုကျွရွာပြီးတော့အရသာဝင်စေတဲ့အဓိကအချက်ဖြစ်ပါရင်။အဲဒီနောက်မှာတော့ဂျင်းကြက်တော်မိတ်ဟင်းချက်အရည်စုံစားတဲ့ငရုတ်ကောင်းမုံပဲငမကြီးအကျဲတစုံခယူစီအတင်းတင်းလက်နဲ့တမအောင်နေပြီးတော့နိုင်ဝက်အနှထားပေးလိုက်ပါမယ်ပကံများတဲ့အကြုံမုံထည့်ပြီးတော့ကြက်ပေါင်တွေကိုကတ်ပေးလိုက်ပါ အဲဒီနောက်မှာတော့ကျဲဦးရီတစ်ထပ်စိန်ပြီးတော့အကျော်ကံမုတ်နောက်ထပ်တစ်ထပ်ထပ်ထပ်ပေးလိုက်ပါမယ်။အဲလိုကျော်ထားတဲ့ကျက်ပေါင်ကျော်ကမှသာအပေါ်ရန်အသားကြွကြွလေးနဲ့အတွင်းသားကနုညံ့မှဖြစ်ပါရည်။အသားရလောက်ခါလိုက်တာနဲ့အကြီးကုန်လေးပေါ်လာမှဖြစ်ပါရည်။စီ60ဆရာခိုင်နှုန်းလောက်ပူလာပြီဆိုရင်တော့အိုးထဲထည့်ကျော်ပြီးတော့ရွှေဝါရုံတန်းကျွကျွရွရွကကျော်ပေးလိုက်ရင်ရပြီဖြစ်ပါရည်။အဲ့လိုကြော်ထားတဲ့ကြက်ပေါင်ကြော်ကအပေါ်ရန်သားကြွကြွရွရွလေးနဲ့အတွင်သားနူးညံ့ပြီးတော့စားရတာလေးကအရသာရှိတာမို့လှုပ်တက်သွားပြီဆိုရင်တော့ကလေးတွေကိုအမြန်လှုပ်ကြည့်လိုက်ကြတော့နော် လူချင်းမင်းတို့ပြောပြပါမယ်။ထမင်းကျန်းတွေကိုမလွင့်ပြပေးနဲ့ကျွန်တော်လိုမျိုးအသေးရွက်ထမင်းကြော်လေးကြောစားကြည့်ပါ။ဟင်းမရှိအောင်မှနှစ်ပကံလောက် AC စားနိုင်ပါ ರಿ ။စီပိုတဲ့ကိုကြက်ဥထည့်ကြမယ်။ကြက်တုံမိတ်ထည့်မယ်။ဒီလိုဆိုရင်တော့ကြော်ရင်ထွက်လာတဲ့အနံ့လေးကပို့ပြီးတော့မှုပါ ರಿ ။ကြက်ဥကြောင့်နဲ့မုံလောင်းတွေထည့်မယ်။အနံ့လေးကမှုနေရောပဲ။ကျွန်တော်ကဟင်းကျန်းတွေကိုအများကြီးမျှဝေပေးနေရမလို့ဒီဗီဒီယိုလေးကိုကြည့်ပြီးရင်အသေးလေးတွေပေးသွားပြီးတော့အားပေးသွားကြပါအောင်နော်။အားလုံးကျေးဇူးတင်ပါ ರಿ ။မွေကြော်ပေးပြီးတော့စားသသားမုံနဲ့ ပင်းငယ်များရဲ့အရေးကြီးအရွက်ထည့်ပြီးတော့မှုကြော်လိုက်မယ်ဆိုရင်တော့စားလို့ရပါပြီ။ဒီလိုမျိုးကြော်ထားတဲ့ထမင်းကြော်လေးကအရင်အောင်စားကောင်းတာမလို့တပကံမီတပကံစားခြင်းနေတော့မှာပါ။ဂျန်နေတဲ့ဆိုရင်တော့ light လို့စားကြည့်ကြပါဦးနော်။နောက်ဆုံးအာလူဝယ်ပြီးအိမ်မြန်လာရင်ကြော်ပဲစားမနေပါနဲ့။ဒီနေ့မှလူချင်းမင်းတို့အာလူကြော်စားနေအသက်လေးကိုမျှဝေပေးမှာဖြစ်ပါလိမ့်။ကြွကြွရွာလေးနဲ့အရန်စားကောင်းပါလိ။အရင်ဆုံးအာလူပေါင်းပြီးတော့ခြေပြီးမြေအရသာအတွက် စားငရုကောင်းမှုလို့ထင်မြေ။ကော်မုန်းထည့်ပြီးတော့အလုံးလေးဖြစ်တဲ့အထိနေပြီးမြေ။ အနီရောလေးဖိတ်ယူပြီးတော့အလုံးလေးလုံးပြီးကအပေါ်ကနေပြီးတော့စကားလေးနဲ့ဖွားဖွားလေးဖိပေးမယ်။စီပူရဲကိုထည့်ပြီးတော့စီနစ်ကြော်မယ်။အဝောင်းလေးတမ်းပြီးတော့ကျွရလာပြီဆိုရင်တော့အိုးရီရနေပြီးတော့ထုတ်လိုက်မယ်။ဒါလိုမျိုးကြော်စားတဲ့အာလူးကြော်လေးကအရောင်းစားကောင်းပြီးတော့အပြင်ပိုင်းကကျွကျွရလေးနဲ့အတွင်းမှာနူးညံပါလေ။ကဲညင်းဒီဆော့လေးနဲ့သာတွဲစားမယ်ဆိုရင်တော့စားကောင်းလုံးလို့ရက်ချင်တော့မှတော့မှမဟုတ်ပါဘူး။အပြင်ပိုင်းကကျွရပြီးအတွင်းမှာနူးညံကမအီတဲ့ကြက်ကြော်လေးလူချင်းမင်းတို့ကိုမျှဝေပေးမှဖြစ်ပါလေ။အရင်ဆုံးကြက်ပောင်ကိုဓာတ်နဲ့မှုန်ကကြီးနဲ့ညက်ပြီးတော့အသားလေးခွာပြီးကထုတ်ပြီးမယ်။ ကျက်သွန်နီကျက်သွန်မြူးဂျင်းခယူစီဘင်းငယ်များရဲ့ကျေးစာငေဦးကောင်းမုံဟေးချက်ဝိုင်ထည့်နေပြီးတော့30မိနစ်နှက်ပေးရမှာဖြစ်ပါတယ်အကြော်မုံကရေတဲ့နှစ်အကြော်မုံထက်ကမေးစီပူရဲထည့်ပြီးတော့စီနှစ်ကြော်မေး10မိနစ်လောက်ဆိုရင်တော့ကြက်သားလေးရရွှေဝါရောင်တန်းလာပြီဆိုရင်တော့ထုတ်လို့ရပါပြီအပြင်ပိုင်းကျွတ်ကျွတ်ရွာလေးနဲ့အတွင်းပိုင်းကနူးညံ့နေရမလို့အရန်စားကောင်းပါတယ်နောက်ဆိုခေါက်ဆွဲကြော်စားခြင်းအပြင်ကဝယ်မစားပဲကျွန်တော်လိုမျိုးကြော်စားကြည့်ပါစားကောင်းပြီးတော့အနံလေးကမွေးကလုံလေးကလည်းလွဲကူပါရင် ရေစုံခေါက်ဆွဲပြုတ်ထားမယ်ရှင်းမတလောက်နေရင်ဆယ်ပြီးတော့ရည်အီးတွေကိုစိမ့်ထားမယ်အဲ့လို့ဆိုရင်ခေါက်ဆွဲသားလေးကပိုနူးညံ့ပြီးတော့အရန်စားကောင်းပါလိမ့်ဘဲငယ်မရရဲ့အပြစ်စီထည့်နေလိုက်မယ်ဆိုရင်တော့ခေါက်ဆွဲတွေလုံးမနေတော့ဘဲနဲ့ကြော်လိုက်ရင်လည်းအိုးမကတ်တော့ပါဘူးစီဘူးတွေကိုကျဲဥထည့်ကြောမယ်ကျက်တုံမိတ်ထည့်ပြီးတော့မှုချေကြောမယ်ကျိုင်းနေတတ်တဲ့ဟင်းဒီဟင်းရွက်တွေထည့်မယ်စားနဲ့ကြက်သားမှုထည့်ပြီးတော့အရွက်တွေကြက်တဲ့အထိမှွေကြော်ပြီးရင်တော့ခေါက်ဆွဲထည့်ကမှွေကြော်ပေးလိုက်ရင်စားလို့ရပါပြီ။ဒါဒီလိုကြော်စားတဲ့ခေါက်ဆွဲကြော်လေးကအရန်စားကောင်းတာမလို့ကျွန်တော်ဆိုရင်စားတာလုံးဝမရက်ချင်ပါဘူး။ စားကောင်းပြီးတော့လုံနီးလဲလွယ်ကူပါလေလူချင်းမင်းတို့ရောကြိုင်းနေတတ်တယ်ဆိုရင်လိုက်လှူစားကြကြပါအောင်နော်အိမ်မတော်ရဲထမင်းလဲမစားခြင်းမုံလဲမာမစားခြင်းမှုဆိုရင်၃မိနစ်ထဲနဲ့လှုပ်လို့ရတဲ့စက်တော်မိတ်စီဂျယ်လေးလှုပ်စားကြည့်ကြပါအောင်နော်လုံနီကလည်းလွယ်ကူပြီးတော့အနံ့မှုမှုလေးနဲ့စားလို့ကောင်းပါလေရင်းစုံခေါက်ဆွဲပြုံမယ်အရွယ်လေးပါထည့်ပြုံမယ်အရွယ်လေးပါတွဲစားရင်ကျန်းမာရေးအတွက်ပိုကောင်းပါလေခေါက်ဆွဲချက်ရင်ဆဲထုတ်ပြီးတော့ပကံလေးကိုထည့်မယ်ပဇွန်လေးပါထည့်မယ်ဈိုင်းနေတဲ့ငရုတ်အနစ်လေးထည့်နေမယ်ကျွန်တော်ကတော့စက်တော်မိတ်စီနစ်ထည့်တယ် ခဲလိုက်တာနဲ့တခန်းလုံးသူ့အနက်ကပြေးသွားပါတော့တယ်။ဆိုင်တဲ့တဲ့ဆိုရင်လူချင်းမင်းတို့လည်းလိုက်ပြီးတော့လှုပ်ရှားကြည့်ကြပါအောင်နော်။